ေဟာစိတ်ကအရေးကြီးတာစိတ်ရဲ့တမိုးဟာလွန်ချီးမာတယ်ဆိုတာပြချင်တယ်။တောရီမြို့မှာအလုံးကိုချမ်းသာကြွယ်ဝတော်လည်းပဲအလုံးကိုနှမျောတဲ့ပုံနာတထေကြီးတယောက်ရှိတယ်။အဲ့ဒီပုံနာတထေကြီးမှာသားတယောက်မွေးထားတယ်။သူ့သားကိုအလွန်ချစ်တယ်ဒါပေမဲ့ပစ္စည်းကိုတော့အလွန်နှမျောတယ်။အလုံးနှမျောသည့်အတွက်ကြောင့်သူ့သားကို ဟိုကျမ်းမအောင်တော့ဝါအောင်ကျွေးဖို့မရဘူးကျမ်းမအောင်တော့စားရဖို့မရဘူးအဲ့ဒီတထေသားလေးဟာအရွယ်ရောက်လာတဲ့အခါမှာအဖေရဲ့ချုပ်ချက်မှုတွေနဲ့လူမျိုးပေါင်းအရွယ်လေးမှာယောဂရလာရှားလာတဲ့အခါမှာလည်းကျွမ်းကျင်တဲ့တမားတော်တွေနဲ့ကုရင်ပိုက်ဆံကုန်းမှာစိုးသည့်အတွက်ကြောင့် ဆေးဆရာတွေကိုမေးတယ်ဒီလိုယောဂဖြစ်ရင်မလုပ်ရလဲဆိုတော့ဒါမေးတဲ့အခါဆေးဆရာတွေကတောင်းတအီပြောလိုက်တာပေါ့နော်ဘယ်အရွက်ကိုသုံးခွက်တစ်ခွက်တင်ကြိုတောက်ပြောက်တယ်သူအဲ့ဒါလိုတွေဆေးမီးတို့တွေပေးလိုက်တယ်အဲ့ဒါတွေနဲ့ကုတာကုရင်ကုရင်နဲ့ယောဂကျွမ်းသွားကန်ဆိုးကျင်တော့ကုရင်ကုရင်နဲ့ယောဂကျွမ်းသွားနောက်ဆုံးမှာ တေဂဏီဆဲဆဲရောက်လာတဲ့အခါမှာတထေးဆိုတော့မျက်နှာလှုပ်ပြီးဒုမမမေးမဲ့ပုံကိုယ်ပြောတယ်။အိမ်ထဲဝင်မယ်ဆိုရင်သူပစ္စည်းတွေကိုလူမြင်မှာဆိုတော့အဲ့ဒီကလေးကိုအိမ်ပြင်မဲ့ထုတ်ထားတယ်။ဟောအခန်းနဲ့မဝင်အောင်အခန်းပြင်ထုတ်ထား။ရသော်ဗျာကကြီးလိုက်တော့ရသော်ဗျာဟာတနေ့နှစ်ချိန်လောကကြီးကိုခြေတယ် တပိယုတဉဏ်ကွန်ရဲလို့ခေါ်တယ်။တပိယုတဉဏ်နဲ့ဖြန့်ကျက်ပြီးတော့ခြေလိုက်တဲ့အခါမှာကံကောင်းတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့တပိယုတဉဏ်ကွန်ရဲစက်ဝန်းကြီးထဲမှာပေါ်လာတယ်။အဲ့ပေါ်လာတဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့ခြေမြောက်ပေးတယ်မြတ်စွာဘုရား။အဲ့ဒီပက်လက်ကလေးတရားမူမူဖြစ်နေတဲ့ဒီလူငယ်လေးကိုတွားပြီးတော့မြင်လိုက်တဲ့အခါမှာမြတ်စွာဘုရားသူတို့အိမ်ဘက်ကိုရန်တန်ဃာတွေခြံရံပြီးတော့ ဆွမ်းကန်ကြွားဆွမ်းကန်ကြွားတဲ့အခါမှာဒီသူငယ်ဟာဘာမှဟိုထပ်ပြီးတော့ရှ िख ိုးဝှချတာတို့ဘာလို့မလုံးနိုင် မလုံးနိုင်တော့လူကအလွန်အားနေနေမလုံးနိုင်မရှက်ဓမ္မဝရအတ္တကရမှာသူကစိတ်แท้ကပဲချီညိုတယ်လို့ပါတယ်သောသောအပ္ပဒံကြတော့ မြတ်စွာဘုရားကိုကြီးညိုစိတ်ကလေးနဲ့လက်အုပ်လေးတော့ခြေလိုက်တယ်ဆိုတာပါတယ်နော်အဲ့တော့ဘလောက်ပဲအာနဲ့အာနဲ့လူမမာတွေကြီးရတာလက်ကလေးတော့ရွှေ့လို့ရအောင်ပါလေဖြတ်ထားတာမဟုတ်ရင်တော့ရွှေ့ရမှာသေချာလောက်တယ်အဲ့တော့ဒီကလေးဟာဖះနဲ့တန်ခါတွေကြွလာတဲ့အခါမြတ်စွာဘုရားသူမမြင်မြင်အောင်ရောင်ခြေတော်လွှတ်လိုက်တဲ့အခါဝိုးကနေဝင်းကနေအလင်းရောင်မြင်တော့ပါပါလေးလို့အာယူပြီးတော့ခြေလိုက်တဲ့အခါမှာ မြတ်စွာဘုရားနဲ့တန်ခါးတွေကိုမြင်လိုက်တယ်။မြင်လိုက်တဲ့အချိန်မှာသူ့ရင်ထဲမှာတဒါဆိုတဲ့စိတ်ဖြစ်လာ။နော်။အာကိုရာတခုအနေနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတယ်။အော်လောကမှာတကယ်သူတော်စင်ပုဂ္ဂိုလ်ကြီးပါလား။ထပြီးတော့ရှ िख ိုးလိုက်ချင်တာ။တစုံတစ်ခုရှိတာလှူလိုက်ချင်တာ။ဘာတစ်ခုမှသူမလုံးနိုင်တော့ဘူး။တိုးတော့ ူတက်နိုင်တာလေးစိတ်ထဲကနေပြီးတော့ခြည်နူးတဲ့စိတ်ကလေးသူမှဖြစ်ပြီးတော့လက်ဥကလေးတော့ခြည်လိုက်တယ်။သူတော်စင်မှန်းသိပြီလက်ဥကလေးတော့ခြည်လိုက်တယ်။အဲ့လိုလေလက်ဥလေးခြည်လိုက်တဲ့အချိန်လေးမှာပဲမျက်လုံးနှလုံးဟာမိတ်သွားပြီးတော့သုတေစေကြာသွားတယ်။တခြားကုသိုလ်ဘာတစ်ခုမှမရှိပေမဲ့လို့စိတ်ကလေးကြီးနေတဲ့အချိန်လေးနဲ့လက်ဥလေးခြည်လိုက်ရတယ် ုနပြောတဲ့ထဲမှာဗာတိဝါကရောတိဝါဆိုတဲ့မှာလက်ဝလီခြိလဲရတာသူ့အတွက်အမျက်ကပဲเนาะအဲ့ဒီကုသိုလ်လေးဟာတမန်အပြည့်တော့ဟိုဘာမတန်ဖို့မရှိဘူးလို့ထင်ကောင်းထင်နေပြီသို့တော့မြတ်စွာဘုရားဟောတာစိတ်ကဥဆောင်နေတယ်လို့ဟောတယ်မဟုတ်လားစိတ်ကကြီးဆိုးထားတယ်အရာခသိန်းကိုစိတ်ကဖန်တီးထားတယ်လို့မနောတိထမနောမယလို့ဟောထားတာ စိတ်ရဲ့စွာအားဟာအန္တမချီမာတယ်ဘလောက်ဝေးဝေးခုတရားပွဲရောက်လာတာစိတ်ကြောင့်ရောက်လာတာစိတ်မပါလို့ရှင်ကော်ထုတ်တောင်ထွက်လာမှာမဟုတ်ဘူးเนาะပြောကောင်းပြောလိုက်မယ်ဘာနဲ့လာတာတော့ဆိုကားစီးလာတာကားပေါ်တက်ဖို့ကွာဒီစိတ်ကြောင့်တက်လို့ရတာလေတရားနာခြင်းနဲ့စိတ်ကြောင့်တက်လို့ရတာတရားနာခြင်းနဲ့စိတ်မရှိဘူးဆိုရင်ဘယ်သူခေါ်လို့မှလာမှာမဟုတ်ဘူးဒါဦးစဉ်းစားကြည့် စိတ်ဆွမ်းအားဟာအမြဲတမ်းကြီးမားတယ်လို့ဆိုလို့တယ်။မြတ်စွာဘုရားအပေါ်မှာတရားတရားဖြစ်ပြီးတော့စိတ်ဆွမ်းအားလေးနဲ့တရားဆွမ်းအားနဲ့လက်ဥကလေးတစ်ချိန်ခြိလိုက်တဲ့အချိန်လေးမှာသုတေစိတ်ကြာသွားတာ။တာဝရိန္ဒာနဲ့ပြည့်သွားပြီးတော့ဒီကုသိုလ်ကောင်းမှုလေးကဲတင်လိုက်လို့နှက်ပြည့်။ဒါကအသိဉာဏ်ရှိတဲ့လူတယောက်ဒီစိတ်ဆွမ်းအားကဒီလိုကောင်းကျိုးပေးတာမဆမ်းပါဘူး။ အသိဉာဏ်မရှိတဲ့ဖားကလေးတစ်ကောင်အကြောင်းကြားဘူးကြတယ်မဟုတ်လားမြတ်စွာဘုရားကကရာရေကန်ကြီးနောက်မှာတရားဟောနေတဲ့အချိန်မှာရှေကန်ထဲကဖားလေးဟာခုန်တက်လာပြီမြတ်စွာဘုရားအတန်ကိုအကောင်းဆုံးမသိတော့လဲပဲချိန်လင်းအေးမြတဲ့အန္တရာယ်ကင်းတဲ့အတန်အန္တရာယ်မကင်းတဲ့အတန်ဆိုတာတိရိစ္ဆာန်တွေကသိပါတယ်ကိုယ်ရံပြုမဲ့အတန်လားရံမပြုမဲ့အတန်လား မေတ္တာတန်လားကရုဏာတန်လားဆိုတာတော့သူတို့မှာခံစားချက်ကလေးတွေရှိမြတ်စွာဘုရားရဲ့အတန်လေးကိုအယုံပြုနေတဲ့အချိန်လေးမှာအနာနာလာငေးတဲ့နွားကြောင်သားကတပြားနဲ့သူ့ကိုမမြင်ရလို့အပေါ်ကနေတပြားနဲ့ထောက်ပြီးတော့ဖိလိုက်တဲ့အခါမှာတပြားနဲ့ထောက်ပြီးတော့ဖိညှက်ခံရရတဲ့အတွက်ကြောင့်စိတ်ထဲမှာကြည်နူးနေတော့ဖားလေးဟာသေးသွားတယ် တေးသွားတဲ့အခါမှာတာဝရိန္ဒနတ်ပြည့်သွားပြီဖဏ္ဏတာဆိုတာဖြစ်တယ်။ဒါစိတ်စွာအာလို့ပြောတာနော်။အဲ့ဒါကိုပြောတာမနာတာစေပတန်နေနာဆိုတာ။ကြည်လင်တဲ့စိတ်ကလေးနဲ့လူတယောက်ဟာဘဝတစ်ခုဆုံးသတ်မယ်ဆိုရင်အဲ့ဒီကြည်လင်တဲ့စိတ်စွာအာဟာနောက်ဘဝမှာချမ်းသာဒုက္ခကိုပေးဆွနိုင်တဲ့စွန့်ရည်တတ္တိတွေရှိတယ်လို့ဒီလိုဟောတာ။ခုနကသရူသားလေးဟာ မြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့လက်ဟုတ်ချီမိုးရှိခို့လက်ဟုတ်ချီလိုက်တယ်လက်ဟုတ်ချီလိုက်တာသိဆုံးသွားတဲ့အခါမှာတာဝရိန္ဒနတ်ပြည်သွားဖြစ်တယ်။နောက်ပိုင်းရောက်တဲ့အခါကျတော့ဒီเจ้าရာကိုမတိတဲ့ပုံနာကြီးကနေတိုင်းသင်ချိုင်းသွားသွားပြီးတော့ငိုတယ်ငိုတဲ့အခါမှာသူတန်းလှုပ်တဲ့ပုဂ္ဂိုလ်ကနေမကောင်းတော့ကတော့ယောဂပြောက်အောင်မခုပဲနဲ့ခုမှငိုတယ်ဒါလူသဘာဝပဲနော် လူတွေဟာအဲ့တိုင်းပဲရှိတော့ကတော့တဲ့အောင်မနေတတ်ဘူးပြန်ဖြစ်တယ်ပြီးတော့တော့ကိုကြတယ်ဒါထုံးလန့်လို့ဖြစ်နော်အဲ့ဒီမှာတာဝတိသန္တပြေကဆင်းလာပြီးတော့သူ့အဖေကိုတရားချတဲ့အကြောင်းနောက်ဆုံးမြတ်စွာဘုရားနဲ့တွေ့တွေ့တဲ့အခါမြတ်စွာဘုရားကပါကောင်းမှုမှမပြုဝဲသီလလည်းစောင့်တည်တာမဟုတ်ဘူးဥပုပ်လည်းစောင့်တာမဟုတ်ဘူးဒါနလည်းလုပ်တာမဟုတ်ဘူး ကြီးညိုစိတ်ကလေးနဲ့တည်းမယ်အခုလို့တံမိုးကြီးမားတဲ့အခြေအနေကိုရနိုင်သလားကြီးညိုစိတ်ရဲ့တံမိုးဟာအလွန်ကြီးမားတယ်စိတ်ဆွမ်းအားကြီးမားတယ်ဆိုတော့ကြီးညိုစိတ်ရဲ့တံမိုးကိုမြတ်စွာဘုရားဟောပြတဲ့အနေနဲ့ဒီဒီသနာတော်ကိုဟောတာပဲဖြစ်တယ်ပေါ့ကြီးညိုစိတ်လေးရှိလိုက်တာနဲ့ပဲဒီလိုကြိုးရတယ်ဆိုတော့ကြီးညိုတဲ့အနေနဲ့နှုတ်ကထုတ်ပြောမယ် ချီညိုတဲ့အနေနဲ့တက်တွေ့လှုပ်ဆောင်မဲ့ဆိုရင်ဒီတဲ့ဒီအကျိုးများမှာပေါ့ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့ခုဓမ္မပရမလာတဲ့ဒီတေသနာတော်ရဲ့ဓမ္မရသဟာစိတ်ရဲ့တံပိုးဟာဘသူတွေကြောင့်တက်သွားတာတုံးဆိုရင်အလိုဘာအရောသာ အမောဟသတိပညာကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ပံ့ပိုးပေးလိုက်တဲ့စိတ်ကလေးဟာ ကောင်းကျိုးတွေကိုထုတ်လို့ပေးနိုင်တယ်ဆိုတော့မကောင်းတာတွေပံ့ပိုးထားတဲ့စိတ်ကမကောင်းကျိုးဆိုတဲ့ဆင်းရဲဒုက္ခကိုထုတ်လို့နိုင်တယ်လို့ပထမဒေသနာတော်မှာဟောထားပြီးကောင်းတဲ့စိတ်ကကောင်းကျိုးတွေကိုထုတ်လို့တယ်ဆိုတာကိုအခုဒုတိယဒေသနာတော်မှာဟောပြောတာပဲဖြစ်တယ်။အဲ့ဒီတော့ဘဝသင်္ကန်းစာကိုရယူချဖို့လိုအပ်တယ်။ကိုယ့်ရဲ့နေစဉ်ဘဝမှာ မကောင်းတဲ့စိတ်လေးတွေဖြစ်ပေါ်လာတဲ့အချိန်မှာစကားမပြောမိဘူးမလုံးမိဘူးဒါကြောင့်မို့ရှင်ကဆရာတော်ကြီးတွေဆုံးမတာရှိတယ်စိတ်ဆိုးနေတုန်းစကားမပြောနဲ့ဖះမကြိုက်ဘူးမှားရတယ်လို့အဲဒီတော့ကြားဖို့တယ်နော်ဘုန်းကြီးတို့ဥပိ္ပစေဆရာတော်ကြီးစံငင်းဆရာတော်ဆိုတာအသက်တရားနှစ်နှစ်ကျမှပြန်တော်မူသွားတာမန္တလေးဝိတ္တရာယောကအဲ့ဒီဆရာတော်ကြီးက တဆုံမကုကြောင့်စိတ်အခန့်တဲ့မရှိဘူးဆိုခန့်တဲ့မဖြစ်တဲ့အခါမျိုးတွေကြုံရတတ်တယ်။သူမကြိုက်တာတွေဖြစ်ပြီးဆိုရင်ဘာလုပ်လဲဆိုလို့ရှိရင်အခန့်ထဲဝင်ပြီးတကားကိုလည်းတော့ချပြီးတော့နေတာဘယ်သူမှလာတွေ့လို့မရဘူး။သူတယောက်တည်းသူဒေါသကိုသူပြေပြောင်းအောင်လုပ်နေတဲ့သဘောပဲနော်။တကားပိတ်ထားတယ်ဘယ်သူနဲ့မှတွေ့မခံဘူး။စိတ်တိုးနေလို့ရှိရင် အခုလည်းပဲအဲ့ဒီလိုနေတကားပိတ်ပြီးတော့တော့ရိုက်မနေချင်နဲ့ပေါ့တကားပိတ်ပြီးကိုတယောက်ထဲကိုစိတ်ပြေပြောင်းသည့်ထီအောင်စကားလည်းမပြောဘူးမလုံလည်းမလုံဘူးစိတ်ကြီးသွားသည့်ကြမ္မကြီးသွားသည့်ထီအောင် ကိုစိတ်ကိုဖြောင်းပြဆုံးမပြီးတဲ့အခါမှာစကားပြောစရာရှင် ပြောမယ်လို့ဆရာလည်းရှင်အဲ့ကြတော့အမှားမရှိတော့ဘူးလို့သူတို့ဆိုလို့တယ်ဒါဟာ ဒီဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာပဲဖြစ်တယ်ကိုယ့်လက်တွေဘဝမှာလက်ဖြင့်ငါစပြီးတော့စိတ်ဆိုးစရာတွေကြုံရမှာကြုံပြီဆိုလို့ရှင်အဲ့ဒီလိုစိတ်ဓာတ်ကိုယ်စိတ်ဓာတ်ကိုကိုဖြူစီအောင်လုပ်ရမယ်စိတ်ဆိုးစရာမကြုံလို့လှူမယ်တမ်းမယ်ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်လည်းစိတ်ကိုစင်ကြယ်တန်ရှင်းအောင်တရားတွေ တတိတွေတမာတိတွေပညာတွေဝီရိယတွေနဲ့ပတ်ပိုးပေးပြီးတော့စိတ်ကလေးအတက်လာအောင်ဆန္ဒတွေဝီရိယတွေစိတ်ဓာတ်တွေဝိမာန်ဓာတ်တွေနဲ့ပတ်ပိုးပြီးအကြောင်းအကျိုးကိုဆင်ញင်သုံးသပ်ပြီးတော့စိတ်ဓာတ်တွေထက်တန်လာအောင်လုပ်ပြီးတော့မှဒါနကောင်းမှုလည်းလုပ်မယ်သီလလည်းစောင့်တည်မယ်ကမ္မထံဘာဝနာလည်းပွားများထုံမယ်ဆိုတာတွေကိုလုပ်မယ်ဆိုရင်စိတ်စွာအားကြောင့်လုံးတမရကုသိုလ်တွေဟာပို့ပြီးတော့ကြီးမား အကျိုးများလာမှာဖြစ်တယ်။အေးတရားချက်ခင်သူတော်စင်ပြိတ္တာအပေါင်းတို့ဓမ္မဗရာဒေသမဒေသနာမှဓမ္မရတနဲ့ဘဝသင်္ကစားများအပိုင်းနှစ်မှာရသဗျာဟာယခုကဲ့သို့စိတ်ဟာအရာခတ်သိန်းကိုဥဆောင်တာဖြစ်တယ်။အရာခတ်သိန်းကို ကြီးမှုထားတာဖြစ်တယ်။အရာခတ်သိန်းဟာစိတ်ကဖန်တီးထားတာဖြစ်တယ်။ဒါကြောင့်မို့ကြည်လင်မြင့်မြတ်ဖြူစင်တဲ့စိတ်ဓာတ်နဲ့ ပြောမယ်ဆိုမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကိုစီရောက်လာနိုင်တယ်အစင်မကွာကောင်းကျိုးချမ်းသာတွေဟာကိုနဲ့ထက်ချက်မကွာအယိပ်ပမာလိုက်ပါနေမှသာဖြစ်တယ်ဆိုတဲ့ဒီဒေသနာတော်စကားကိုမှတ်သားနာယူပြီးမိမိတို့ရဲ့ဘဝမှာချိန်လင်းအေးမြတဲ့စိတ်ဓာတ်နဲ့ကောင်းကျိုးချမ်းသာရအောင် နေ့စဉ်ဘဝမှာပြောကြဖို့ပြုလုပ်ကြဖို့ထို့တဲ့တွေအရေးကြီးတယ်ဆိုတာတတိထားပြီးတော့ စဉ်းစားဆင်ခြင်ပြီးကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီကြင်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း